Okay, ဒါဆိုရင် chlorine 5.2က ionic dissociation of water and pH တောင်းကြည့်အောင်နော်။ဒါပြရအကြည့်ချက်ရပါတော့။ ionic dissociation of water and pH ကိုကြည့်။ When ionic compound dissolve in water, dissociation reaction occur. When ionic compound နော် ionic compound တွေ dissolve in water ရှင်းမပြောင်းဝင်တဲ့အခါမှာ dissociation reaction occur. ပြုတ်ကွဲတဲ့ဓာတ်ပြုခြင်းတွေဖြစ်ပွားပါတယ် water get also dissociate into hydrogen and hydroxyion and the process is known as autoionization ကိုခေါ်တယ် when water can also dissociate နော်ရှင်ရ dissociate can also dissociate ရပြုတ်ကွဲမယ်ပြုတ်ကွဲခါမှာ into hydrogen and hydroxyion hydrogen ion ဆိုတဲ့ h+ hydroxyion ဆိုတဲ့ oh- တူက ဖြစ်နေပြုတ်ခွဲမယ် and the process အဲ့ဖြစ်စဉ် is known as calling ဘာလို့ခေါ်လဲဆိုတော့ auto ionization လို့ခေါ်တယ်။ရှင်းဒီသူကိုယ်တိုင် can also dissociate ပြုတ်ခဲ့တယ်။ပြောရမှာ implant နဲ့ OS spine နဲ့ ion တွေဖြစ်လာမယ်။အဲ့လိုဖြစ်လာတဲ့ the process ဖြစ်စဉ်ကို is known as calling ဘာလို့ခေါ်လဲဆိုတော့ auto ionization လို့ခေါ်တယ်။ in pure water very little dissociation take place The nemus or hydrogen ion thus water will receive determine the pH, which is related to hydrogen ion concentration. In pure water, တဆင်းနေရှိဒါမှမဟုတ်ရေတန့်ပေါ့เนาะ in pure water မှာ very little dissociation အလွန်လွန်နေတဲ့အလွန်နေတဲ့ dissociation ပြုတ်ခွဲခြင်းဖြင့် take place ဖြစ်ပေါ်ပါတယ်လေเนาะ the nervous of hydrogen ion hydrogen ion ရှိတဲ့ that water will receive နော်ခြေကနေပြီးတော့ water will receive ခြေကနေပြီးတော့လက်ခံရရှိတဲ့ hydrogen ion အချို့တက်ကို determine ဆုံးဖြတ်နိုင်တယ် basket နဲ့လဲဆိုတော့ pH pH တံမိုးနဲ့ဆုံးဖြတ်နိုင်တယ် which pH တံမိုးတွေ is related to ဆက်ဆက်နေတယ် hydrogen ion concentration hydrogen ion ပြရမယ်ဆက်ဆက်နေပါတယ်ဗာတာဘူးလဲဆိုတော့ pH တံဘူးอ่ะဟုတ်ပြီเนาะ နောက်တစ်ခုကြည့်အောင်နံပါတ်အရာဘာပေးထားလဲ acid base behavior of water နော်ရေရဲ့ acid base အဖြစ်ကိုဒါဆိုရင်ဒီ acid ကုန်သတ္တိလည်းရှိမယ်သူဒီ base ကုန်သတ္တိလည်းရှိမယ် base ချိန်မှာ acid ကုန်သတ္တိရှိမှာလဲ base ချိန်မှာ base ကုန်သတ္တိရှိမှာလဲကြည့်အောင် The capacity of water to function as an acid or a base is one of its unit criteria. No? Water can also, also ။ဟောဒုက္ခ။အေးရှိ။ဟောဘင်းနောက်က acid based behavior of water. ရေ acid based behavior ဆိုတာအပြုတ်ပေါ့။ဒါဆို acid က sorry ရေဒီ base မှာနော် acid ကုန်တက်တည်နေလဲပြုတ်မှာလဲ။ဘယ်အချိန်မှာ base ကုန်တက်တည်နေလဲပြုတ်မှာလဲကြည့်အောင်နော်။ The capacity of water to function as an acid or a base is one of its unique characteristic. Water can show both acidic and basic behavior. the capacity of water နော်ရေရဲ့စွမ်းရည်ပေါ့ to fashion လောက်ဆောင်မှုရဲ့ as an acid or a base နော် acid တို့မဟုတ် base ဖြစ်နေလောက်ဆောင်မှုရဲ့ရေရဲ့စွမ်းရည်က is ဖြစ်တယ် one of the is unit characteristic one of တခုเนาะအားလုံးတွေကတခု one of is unique ဆိုတာပြန်ပကင်းတော့ unique ဆိုတာပြန်ပကင်းတော့ characteristic เนาะဝိသေသနာလက္ခဏာတွေပေါ့เนาะလက္ခဏာရက်တွေတွေကနေပြောပြန်ပကင်းတဲ့လက္ခဏာရက်တွေကနေပြီးတော့တခုပါဝင်ဖြစ်ပါတယ်တဲ့ acid တို့မို့ base ဖြစ်တဲ့ function လောက်ဆောင်မှုရအတွက်เนาะ unique characteristic ဆိုတာပြန်ပကင်းတဲ့ characteristic လက္ခဏာတွေကတခုပါဝင်ဖြစ်ပါတယ်တဲ့ water can shoot ရှေ့ကဖော်ပြတယ် both acidic and basic behavior acid ကိုတတိလဲဖော်ပြတယ် base ကိုတတိလဲဖော်ပြတယ်ဆက်ကြည့်နော် in reaction with acid like HCl and C3COA water as as a base in reaction တတိခြင်းနော် with acid like HCl CA3COA နော် HCl လို့ CA3COH2 ကဲ့သို့ acid တွေနဲ့ဓာတ်ပြုတ်ခြင်းမှာတော့ water as ရာ အဆရောလှုပ်ဆောင်တယ်။ဘာနေနဲ့လဲဆိုတော့ base နေတယ်လှုပ်ဆောင်တယ်။ acid နဲ့ acid reaction နဲ့ water နဲ့ပေါင်းတဲ့အခါမှာ water ဒီ base နေတယ်လှုပ်ဆောင်တယ်။နောက်တစ်ခါ in reaction with base like Na3 is a SN acid. in reaction ဆိုတာတပြုတ်ချင်းနေ with base like Na3. Na3 ကဲ့သို့ base တပြုတ်ချင်းနေပါ။နော် Na3 base နဲ့ water နဲ့တပြုတ်ရတဲ့အခါမှာတော့ IT ဆိုရယ် water ဒီ S လှုပ်ဆောင်တယ်။ဘာအနေနဲ့လှုပ်ဆောင်လဲဆိုတော့ acid နေနဲ့လှုပ်ဆောင်ပါတယ်တဲ့။ဟုတ်ပါနော်။ acid reaction နဲ့ water နဲ့ပေါင်းပြီးဆိုရင် water ဒီ base နေနဲ့လှုပ်ဆောင်တယ်။ base နဲ့ water နဲ့ပေါင်းပြီးဆိုရင် AS in acid acid နေနဲ့သူကသူ့ရဲ့ behavior အပြုမူကိုဖော်ပြပါတယ်လို့ဒါကြောင့်မလို့ water the acid ก็ base ก็ characteristic ဒါမှမဟုတ်ဘူးသူရဲ့ behavior ကိုဖော်ပြတယ်เนาะနှစ်မျိုးရှိတယ်တဲ့ ဆက်ကြည့်မယ် although all those water is a very weak electrolyte and a poor conductor electricity is analogous ionization to a spark ester all those are တော့လဲပေါ့နော် water is a very weak electrolyte သူကဖျက်လိုက်ကြော်ရီမှာ electrolyte ဆိုတာဖျက်လိုက်မှု weak ဆိုတာဘာဖြစ်လဲဆိုတာအားပြော့တယ် very weak ဆိုတာအလွန်လွန်အားပြော့တယ်နော်မရှိသလောက်ပေါ့လျှက်လိုက်မှုမရှိသလောက်ပဲပေါ့ although တော်လေ water the is a very weak electrolyte နော်အလုံးအားပြောတဲ့လျှဲလိုက်မှုလျှဲလိုက်ကြော်ရင်မာသူကအလုံးအားပြောတယ် and your a poor conductor conductor ဆိုတာတဲ့ကုပစ္စည်းမှုအားလေသူကဘာဖြစ်လဲဆိုတာနဲတယ်တဲ့ကုပစ္စည်းမှုအားတွေနောက်ကလျှဲလိုက်မှုတွေနော်လျှက်စစ်စီစဉ်မှုတွေနဲတော့လေ conductor electricity ဆိုတာလျှက်စစ်စီစဉ်မှုတွေနဲတော့လေ is undergo ionization နော် is undergo ဆိုတာဖြစ်ပေါ်တဲ့ ionization အောက်ဖြစ်ပြုတ်ပွဲမှုမှာတော့ small instant အလွန်အလွန်သေးတဲ့ small ဆိုအလွန်သေးတဲ့ instant ပမာဏအနေနဲ့ ionization အောက်ဖြစ်သူပြုတ်ပွဲပါတယ်ဒီကြောင်းလေးပြန်ပြောမယ်နော် although water is a very weak electrolyte and a poor conductor electricity ခြေက weak electrolyte နော်အားပြောလဲတဲလိုက်မှုရှိတယ်နော် very ပါတော့အလွန်လုံးပေါ့အလွန်အားပြောတယ် electrolyte ဆိုတာလျှက်လိုက်ကြော်ရီဖြစ်တယ်။အဲပြီးတော့ a poor conductor electricity passive season မှုကလည်းအားပြော့တယ်။ passive season မှုအားပြော့တယ်။အလွန်အားပြော့တယ်။လျှက်လိုက်ကြော်ရီဖြစ်တော်ညာလေ is undergoes ionization သူရဲ့ ion ion တက်ပြုတ်ခွဲခြင်းဖြစ်ပွားတဲ့အခါမှာလေ 2a small h တက် small extent ဆိုတာအလွန်သိငယ်တဲ့သိငယ်တဲ့ small extent ဆိုတာပမာဏအနေနဲ့ ionization အားဖြစ်လို့ပြုတ်ခွဲပါတယ် အဲ့တော့ H2O liquid ကနေပြီးတော့ H2O liquid ကနေပြီးတော့ဒီမှာ reversible reaction ဖြစ်ထားတယ်။ဘာအိုင်ယွန်တွေထွက်မှာလဲဆိုတော့ A+ A+ O is minus A+ ထွက်လာတယ်။ This reaction is called ဒီ W ချင်းလေးကို this reaction အဲ့ဒီ W ချင်းကို is called ခေါ်တယ်။ဘာလို့ခေါ်လဲဆိုတော့ the auto ionization of water လို့ခေါ်တယ်နော်။ Okay, such a to describe the SC-based probiotic water in the Bronsted-Lowry framework, the autoionization can be expressed as follows. Now, to describe probiotic SC-based probiotic water, she SC-based quantity of probiotic in the Bronsted-Lowry framework. Now, the Bronsted-Lowry framework will tell you SC-based, she SC-based quantity of probiotic water, the autoionization. နော်ဒီက autoionization ကို can be expert as follow အောက်မှာဖော်ပြပေးထားပါတယ်လေ autoionization ဆိုတာအသေးပြာဘာလို့ပြောရလဲဆိုတော့ရေမော်လီကျူးတစ်ခုကနေပြီးတော့သူက proton ထုတ်ပေးလိုက်တာ expert ထုတ်ပေးလိုက်တာရေမော်လီကျူးတစ်ခုကနေပြီးတော့ expert ထုတ်ပေးလိုက်တဲ့အခါမှာတစ်ပတ်မှာ a3 ကို plug နဲ့ os minus နဲ့ trust ရပါတော့အဲ့ဒါကိုဘာလို့ခေါ်ရလဲဆိုတော့ autoionization လို့ခေါ်တယ်ဟုတ်ပါနော် ဲ့ဒါဆိုဒီမှာကြည့်အောင်သူသုံးထားတဲ့ framework ဒီ blue ရဲ့ framework ကိုသုံးပါလဲဆိုတော့ bronze star lorry framework ကိုသုံးပါ bronze star lorry framework ဆိုတော့တစ်ဖက်မှာ acid ရှိရင်သူ့ရဲ့ conjugate base ရှိမယ်တစ်ဖက်မှာ base ရှိမယ်ဆိုရင်သူ့ရဲ့ conjugate acid ရှိမယ်ဒါဆိုရင်ဒီမှာ H2O liquid H2O liquid ဆိုရဲ water molecules နှစ်ခုပေးထားတယ်ဟုတ်ပါတော့ဒီဘက် water molecules H2O liquid ဟာလာဒီဘက် water molecule H2O liquid ကနေပြီးတော့အိုင်ယွန်ကပါထွက်မှာလဲဆိုတော့ H+ နဲ့ OH- နဲ့ထွက် ဒီ H2O ကနေပြီးတော့ express ဆိုတဲ့ proton ထုတ်ပေးပြီးတော့ဒီမှာ OH minus ထွက်တယ်။ proton ထုတ်ပေးပြီးပြီဆိုရင်သူဒီမှာလဲဆိုတော့ acid နော် acid 1သူ့ရဲ့ conjugate ဒီမှာမှာလဲဆိုတော့ base 1ဟုတ်ပြီနော်ဒီ H2O ကနေပြီးတော့ expect proton ကိုဒီ H2 ကလက်ခံတာ H2O နဲ့ဒီမှာ expect နဲ့ပေါင်းပြီးဆိုဒီမှာ H2 ကို plus ရတယ်။ H2O ဒီဒီမှာရှိရဲ့ A+ ကိုလက်ခံတဲ့အတွက်ကြောင့်မို့ proton လက်ခံရင် base 2သူ့ရဲ့ conjugate acid 2ဒါပဲဟုတ်ပြီနော်အဲ့တော့ဒီကောင်လေးကိုစာနဲ့ပြန်ရှင်းပြကြည့် If you have water, one H2O molecule donates a proton and SSA acid. Another water molecule accepts a proton and SSA base at the same time. ဒီမှာတော့ acid ကိုတက်တည်နဲ့ base ကိုတက်တည်တပည့်နဲ့တည်းမှာဟုတ်လားအချိန်တည်းမှာနှစ်ခုဖြစ်ပေါ်တာပေါ့နော်နှစ်မျိုးဖြစ်ပေါ်တာပေါ့ in pure water မှာလဲ 1H2O molecule H2O molecule တစ်ခုတည်းတဲ့ donate ပေးလိုက်တယ်ဒီ molecule ပေးပြောတာเนาะ a proton proton တစ်လုံးပေးလိုက်တယ် and your s လောက်ဆောင်တယ် s n ဘာအနေနဲ့လောက်ဆောင်လဲဆိုတော့ acid ကိုတက်ပြီးနေတယ်လောက်ဆောင်တယ်ဒီက acid another word of molecule เนาะ char molecule တစ်ခု ph2 ပြောတာเนาะ s a proton sorry acid a proton proton တစ်ခု တလုံးကိုလက်ခံတယ်ဒီ H2O proton လုံးကိုလက်ခံတယ် S လောက်ဆောင်နိုင်တယ် SA base at the same time အချိန်ထဲမှာပဲ base ဖြစ်လောက်ဆောင်နိုင်တယ်ဘေးကုန်တတိပြတယ်ပေါ့စက်ကြည့်မနော် the acid base conjugate base are number 1 number 1ဒီ H2O acid နဲ့ OH minus base ဟုတ်ပြီနော် number 2ကြတော့ H2O number 2ကြတော့ H2O base နဲ့ဟုတ်ပြီ H2 H3O+ မှာဒီကောင်ရင်ရတာเนาะ H3O+ acid နဲ့ H2O ဘာဖြစ်လဲဆိုတော့ base နဲ့ဟုတ်ဘူးเนาะဆက်ကြည့်အောင်နောက်တစ်ခု having both proto acidic protophilic proto donating protogenic property water is called an amphiprotic molecule heavy ဆိုရှိခြင်းပေါ့ both proton accepting proton လက္ခဏာ proton accepting proton လက္ခဏာကို proton felix ဆိုရဲ proton ကိုကြိုက်တာလို့ခေါ်တယ်เนาะ proton felix လို့ခေါ်တယ် proton accepting ကို proton felix လို့ခေါ်တယ်အပြင်နောက်က proton donating proton ပေးလိုက်တာ proton donating ကို proton genesis property လို့ခေါ်တယ်အဲဆို proton accepting proton felix အ proton donating proton genesis property ရှိခြင်းပါတဲ့ရှိခြင်းကို water is called အဲ့လိုမျိုး ရှိတဲ့ water ရှိကို is called ခေါ်ဆိုတယ်ဘာလို့ခေါ်လဲဆိုတော့ amphibrotis molecule လို့ခေါ်တယ်ဒါဆိုရင် amphibrotis molecule ကိုအင်ဆက်ပေးပါဆိုသူ့ကိုရေးပေးရမယ်ဆိုတော့ water ကိုရေးပေးရမယ်เนาะဒီကောင်လေးတစ်ချက်ပြန်ကြည့်မယ် having more proton accepting protophile เนาะ proton ကိုလက်ခံတာ protophilic ကိုသတ်တည်း and your proton donate protogenic property proton ိုက်တဲ့ proton asset တွေနောက်တစ်ခါ proton ကိုမကြိုက်တဲ့ proton donating property ရှိရ water ရေကို is ကိုခေါ်တယ်ပါ molecule ကိုခေါ်လဲဆို ambibrotic molecule ကိုခေါ်တယ်ဟုတ်ပြီနော်အဲ့လိုရင် ambibrotic molecule ရဲ့ example ပေးပါဆိုရင်တို့ပေးရမယ်ဆိုတော့ water ကိုပေးရမယ်နော်ကဲနောက်တစ်ခုကြည့်မယ် the ion is product of water ရေရဲ့ ion တစ်ဖြစ်ပစ္စည်းပေါ့နော် ion is product pure water undergoes ionization to a very slight extent the ionization of water can be expressed follow now pure water သစနေရှိရာ undergoes ဖြစ်ပေါ်တဲ့ ionization အောက်ဖြစ်ပြုခဲ့ခြင်းဟာ to a very slight extent slight ဆိုတာသေးငယ်တဲ့ extent ပမာဏအနေနဲ့ပြုခဲ့ပါတယ် the ionization of water နော်ရှင်ရဲ့အာယုံဖြစ်ပြပဲကြို can be expert as follow အောက်မှာဟောပြတိုင်တယ်ဒါဆိုရင်ခုနကလိုပဲ H2O liquid H2O liquid ဆိုပြီးတော့ water molecule နှစ်ခုပေးထားတယ်တကုတ်ဒီ H+ ကိုလက်ခံပြီးတော့ H2O+ A equal နဲ့ OH- A equal ထွက်လာတယ်ဆက်ကြည့်မယ်နော် generally the following equally equation is used to write an equilibrium expression for this reaction generally ဆိုရင်ဘာဖြစ် the following equation အောက်မှာပေးထားတဲ့ဒီ equation ကို issue အသုံးပြုနိုင်တယ်လေ to write ရေးသားဖို့ရ an equilibrium expression for this reaction เนาะကျားနေပြီးတော့အာယုံဖြစ်ပြုတ်ခဲ့တဲ့ reaction တွေကို expression ပေါ်ပြတဲ့အခါမှာဒီအောက်မှာပေးထားတဲ့ reaction ကိုရေးလို့ရပါတယ်လေဒီကောင်မရေးတော့ဘဲနဲ့ဒီကောင်နေတုံးလို့ရတယ်ဟုတ်ပြီနော် H2 ကို liquid ကနေပြီးတော့ ion နှစ်ခုထွက်မယ် A+ A equal နဲ့ OH- နဲ့ A+ ဆိုပြီးရမယ်ဒါဆိုသူရဲ့ equilibrium constant တာမို့ key တာမို့လိုချင်ရင်ဒီမှာရှိရဲ့ product ရဲ့ concentration မြောက်လက်ကိုတည် ဒါဆို product conservation knowledge ဆိုတော့ concentration a plus into concentration oh minus pi ပါနေစားပါလဲဆိုတော့ h2 ကို liquid နဲ့စားမယ်เนาะဒါဆိုရင် equilibrium constant တန်ဖို့လိုချင် product ရဲ့ concentration မြောက်လက်ကိုဒီပါနေလာစားပါလဲဆိုတော့ reactant ရဲ့ concentration မြောက်လက်နဲ့စားတန်ပြောမယ်เนาะ equilibrium constant လိုချင်ရင် product ရဲ့ concentration မြောက်လက်ကိုဒီ reactant ရဲ့ concentration မြောက်လက်နဲ့ဘာဖြစ်မလဲဆိုတော့စားမယ်เนาะ အဲ့တော့ k equal to concentration a plus a2 concentration os minus by concentration h2o ပေါ့နောက်ဆိုရင် k နဲ့ဒီ h2 နဲ့မျှော်တော့ k concentration h2 equal to concentration a plus a2 concentration os minus ထွက်လာမယ်เนาะ ။ဒါဆိုရင်ရေဒီ constant တိုင်း constant ဖြစ်တဲ့တရားမျိုးသူ့ဆရာက kw လို့ရေးလိုက်မယ်။ h2 နေရာမှာ kw လို့ရေးလိုက်မယ်။ kw လို့ကျင် concentration a plus နဲ့ concentration ဘာနဲ့မျှော်မလဲဆိုတော့ oh minus နဲ့မျှော်ပါမယ်။ဒါဆိုရင် kw ဆိုတာဘာလဲဆိုတော့သူ့လိုချင်တဲ့ ionic product of water ရှိရဲ့ ion တစ်ဖြစ်ပစ္စည်းပေါ့။ဟုတ်ဘူးနော်။ဒါဆိုဒီ equation တွေကနေပြီးတော့ဒီကောင်လေးဖယ်ထုတ်တာကိုကြားမှချင်တယ်။